ကဲဒီနေ့ကျွန်တော် reaction လုပ်ချင်တဲ့ video file လေးကအားလုံးတည်ပြီးသားဖြစ်မှာပါ။မြောင်းမြကနော်အော်ဒီတိုင်းမြောင်းမြပေါ့နော်။မြောင်းမြမှာရှိတဲ့အရွယ်မြောက်သေးတဲ့ခလေးမလေးလေးအုပ်စုဖွဲ့ပြီးတော့နိုင်တဲ့စီနီအကြမ်းဖက်မှုဖြစ်။ဒါဖြစ်ခဲ့တာတော့ကြာပြီ။ဒီ video file လည်းလူတိုင်းတွေ့မှာပါ။ဒါပေမဲ့အဲ့ဒီ video file မှာပါတာအားလုံးတွေ့ပဲနော်ဒေါ်လာထွက်เสียရ။အဲ့ဒီလိုလုပ်တဲ့ခလေးတွေကိုကျောင်းဆရာမကြီးကဘာပြောလဲဆိုတာဘလောက်ထိရုပ်မှန်လဲဆိုတာကျွန်တော်ဒီ video file အတူကြည့်ရပါမယ်နော်။

တင်မလားမတင်ဘူးဟုတ်ကဲ့မိုင်းဆိုင်အောင်ကျောင်းရောက်ပြီအဲ့ဒါမင်းလောက်ရတယ်လေကျက်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 ဆောက်ဒေါရထွက်လာပြီဒီဩကောင်မလေးရဟမ်ဒီကောင်မလေးရုပ်ကြီးရသူ့မိဘတွေတော့ဘယ်လိုနေလဲမသိဘူးเนาะဒီကောင်မလေးရဲ့မိဘတွေဒါအခုအရင်ဆုံးသူရိုက်ရတွေ့ရတယ်เนาะအရှိရရိုက်ထားဘူးကပြီเนาะဒီတယောက်ကမဲကတည်းကဒီတယောက်ကမိဘတွေအနေနဲ့ဘယ်လိုဆုံးမလဲတော့မသိဘူးဘယ်လောက်အောက်တန်းစားအလုပ်လဲဆိုတော့ကိုမွေးထားတဲ့တာသမီးတွေကဆုံးမဖို့တင့်တယ် ီဒီယိုဖိုင်တင်ပြီးတော့ဘီဒီယိုပြန်ချပြဖို့တင်တယ်။ဆုံးမတယ်ဆိုလို့ရှိရင်လေ။ဒါပေမဲ့မချပြသေးဘူးကူဒီဆရာမတွေကအစအဲ့ဒီကလေးတွေဘက်ကတော့ကြားရတယ်အခုနော်။ဆက်သက်ကြီးသက်ကြီး။ဆောရည်ရုပ်ပေးမချင်းဟုတ်လက်ကောက်တော့မရှိသေးဘူးဖြစ်နေတယ်အဲကြိုက်ပြီနောက်တစ်ကောင်ရိုက်ပြီနောက်တစ်ကောင်ရိုက်ပြီကဲဒီတယောက်ကနော်ဒီတယောက်ကအဖေတွေအမေတွေ ခင်ဗျားတို့ဘလို့တားတမိမျိုးကိုမွေးထုတ်ထားရတယ်။ကလေးတွေတော့တွားအပြစ်တင်လို့မေးဟောက်ဗျ။ဘောဒီရွယ်အတိညာရှိသေးတဲ့အရွယ်မဟုတ်ဘူး။နော်ဒီလိုဖြစ်လာအောင်စုံးမတုံတင်ရမယ်။ဆရာဓမားတွေမိဘတွေလက်ဦးဆရာမိထိုက်ဆိုတာပုပ္ပစရိယာမိနစ်ဖာနော်လူရယ်လို့အရွယ်ရောက်လာရင်အရင်ဦးဆုံးလက်ဦးဆရာဟာပုပ္ပစရိယာမိနစ်ဖာပဲ။ခိုးလာတဲ့ပစ္စည်းလက်ခံတာများရင်ကြားရင်ကိုယ်ကလေးခိုးရအောင်ဖြစ်တယ်လို့ရန်ရန်ဆိုင်ဆိုင်ပျော်ပျော်ကြမ်းကြမ်းတန်းတန်းပြောတဲ့စကားလုံး ပြီးရင်တစ်ဖက်သားပေါ့အနိုင်အထက်စီးနေမတရားမှုပေါ့အထူးသဖြင့်မတရားမှုသူများကိုမတရားမှုပြုကျင့်လို့မရဘူးဆိုတဲ့အတိကိုကိုမွေးထားတဲ့တာသမီပေါ်မှာထည့်ထားတဲ့ဓမ္မအခုကြည့်လိုက်ရှင်ရှင်ရှင်မလာမတင်ဘူးအဲ့ဆုံးရရလိုက်ပါဘာဖြစ်နေလဲဘာဖြစ်နေလဲဒီတော့ရေးပြီးရေးပြီးရေးပြီးနေပါလေနေပါလေနေဖက်ပြလိုက်လို့ပြီးနေတယ်တင်ပြီးအဲ့ဒါအခုလည်းဖြစ်နေလို့ပြီးနေဖက်ပြဟုတ်တယ်ဒါနဲ့အဲ့ဒါကိုအောက်ဆုံးရောက်သွားတယ်ဒီလောက်ဖက်ရှင်းကြရတယ် ငါလည်းရံဖြစ်တဲ့ဗီဒီယိုဖိုင်ကြည့်လို့ရှိရင်ပဲရရတယ်ပြောလိုက်ဒီကိစ္စနဲ့ဒီကိစ္စနဲ့လောက်တာပါပြောလိုက်ရုပ်ကမျိုးပြောကြရှိအောင်ဘိုးကဆုံးရောက်တိုင်းငါဘလို့ပြန်ပြီးအဲ့ဒါဆုခွေးလိုက်ငါပြန်တင်ပြီးရလို့တင်တယ်ဒီဘလို့တင်တယ်ဘလို့တင်တယ်အေးဘလို့ပြန်လို့တင်တာအတင်းပြောတယ်ကြာနေကြာနေနေနေရှင်းမှာငါပြောတာတာတာကဲအားလုံးမြင်ဖြစ်မှာဒီဗီဒီယိုဖိုင်လူတိုင်းနဲ့တွေ့ပြီးဖြစ်မှာအဲ့တော့ဒါဘာလဲဆိုတော့ ကျွန်တော်တို့ចောင်းသားတွေ ਆ ပြောလိုက်စစ်ကြုံအောက်ကစစ်ကြုံအောက်ကအဲအဲ့လောက်ထားလိုက်ပါဦးအခုအရင်ပြောမယ်အဲ့ဒါဘာလဲဆိုတော့အခုဒီကိစ္စကိုဘာဖြစ်နေလဲဆိုတော့ရိုက်ခံထိတဲ့ကလေးကចောင်းပြောင်းသွားចောင်းမနေရဲတော့လို့အဲ့ចောင်းမှာဆက်ပြီးမတက်ရဲတော့လို့ရိုက်တဲ့ဟာတွေကဒီနေ့အချိန်ထိចောင်းမှာရှိတယ်အဲ့တော့ဒီပြည်နနာတက်လာပြီးတော့ရှင်းဖို့ဝိုင်းអော်ကြတဲ့အချိန်မှာအဲ့ဒီចောင်းကဆ ਿਆ မအနေနဲ့အဲ့ဒီရိုက်ခံထိတဲ့ကလေးအယုံဒီရိုက်တဲ့ကလေးမိဘတွေပါတယ်ကြားတယ်နော်သွား ။သွားတောင်းပန်နဲ့ကြားတယ်။သွားတောင်းပန်တဲ့အချိန်မှာတစ်ဖက်တောင်းပန်တဲ့ဘက်ကဗီဒီယိုအရိုက်မခံဘူး။ပြီးလို့ရှိရင်ဒီဘက်ကတောင်းဆိုတာကဗီဒီယိုရိုက်ပြီးတော့တောင်းပန်တဲ့ဟောင်းဗီဒီယိုရိုက်တင်ပေး။ဘာလို့ဆိုတော့သူ့သားသမီးက live ပေါ်မှာအချက်တကွဲအကျိုးနှင်းဖြစ်ထားတာလေ။ကိုတိလက်ကိုစော်ကားကထိထားတာ။သူတို့တောင်းဆိုတာမှန်တယ်။တောင်းပန်တာဗီဒီယိုရိုက်ပြီးတော့ live ပေါ်မှာပြည်သူ့ကိုပြန်ချပြပေး။ဒုတိယချက်ကဒီရိုက်တဲ့နိုင်တဲ့စီးနင်းပြုတ်ကျင့်တဲ့ကလေးတွေကိုတောင်းထုတ်ပေး။တောင်းမှုကြောင်းကြောင်းပေး။အဲ့နှစ်ခုလုံးကို မလုတ်ပေးဘူးတောင်းပန်တဲ့ဘက်ကမလုတ်ပေးတဲ့ပြင်အဲ့ဒီဆီကဒါဟုတ်လားမဟုတ်လားတော့မသိဘူးเนาะကျွန်တော်တို့ကြားတဲ့တည်းဟိုရေးထားတာတော့ရေးထားတဲ့သူကအဲ့ဆီယာမတွေအဲ့အိမ်ကြီးထောက်ွားတဲ့ပုံကိုတင်ပြီးတော့ရေးထားတာအဲ့ဒီဆီယာမတွေကပြောတယ်တဲ့ဒီရိုက်တဲ့ကလေးတွေကြောင်းထုတ်လို့မရဘူးလို့ပြောတယ်ဆိုတော့ကျွန်တော်ဒီစကားတကယ်မှန်ရင်ဒီလိုပြောထွက်တဲ့ဆီယာမကိုလည်းကျွန်တော်ကြည့်ရှင်တယ်ခမည်းသားသမီးကိုအဲ့လိုရိုက်မယ်ဆိုရင်ခမည်းဘယ်လိုခံစားရမလဲ ဒီလိုမျိုးပဲရိုက်တဲ့သူဘက်ကနေကာပြီးတော့ပြောမှလာတကယ်မှန်ခဲ့ရင်နော်တကယ်မှန်ခဲ့ရင်နော်ကျွန်တော်စကားဟုတ်ပြင်ခံထားပါတယ်နော်ပြောမှလာအဲ့တော့ကျွန်တော်တို့ဒါဟုတ်ကြည့်ချင်းအဖြစ်ကျွန်တော်တို့နိုင်ငံဘာဖြစ်နေလဲတိုင်းပြည်တစ်ခုကိုပျက်စီးစေခြင်းပညာရေးစနစ်ကိုဖျက်ဆီးလိုက်တာခင်ဗျားတို့ပညာမဲ့တွေများတဲ့တိုင်းပြည်ပေါက်ပန်း40တွေတအုပ်ထုတ်တဲ့ကောင်တွေခံအောင်ကျွန်တော်တို့မြန်မာပြည်ဖြစ်နေတာအဲ့ဒါ မင်းရောဘယ်စနစ်အောက်ကတက်လာအခုပြောတဲ့စစ်တပ်ထောက်ခံတဲ့ကောင်ပြောလို့ကြည့်စစ်ကြုံပညာရေးစစ်ကြုံပြန်မင်းရောဘယ်ကတက်လာလဲတဲ့ဟုတ်ပါတယ်ကျွန်တော်တို့ရဲ့စစ်ကြုံပညာရေးကနေတင်ပြီးတော့တက်လာတာဒါပေမဲ့လို့ကျွန်တော်တို့လက်ရှိရထားတဲ့အတိတ်တရားအကြမ်းအမြင်ဘဝတုတ္တအဲ့ဒါတွေကကျွန်တော်တို့အဲ့ဒီစစ်ကြုံပညာရေးရရတာမဟုတ်ဘူးကျွန်တော်တို့ဘဝနဲ့ကျွန်တော်တို့လောကမှာတွေ့ဆုံကြုံကြိုက်ရတဲ့အရာတွေတဲကနေကိုယ်အတိတ်တရားနဲ့နှိုင်းရှင်ပေါင်းဆက်ပြီးတော့ကျွန်တော်တို့ရထားတာတွေများပါတယ်ဒါကြီးဒါကြက် ဒါဖြစ်တွေးခေါ်စင်ကျင်တော်တရားဆိုတာဘာမှမရှိအစိုးဆုံးကတော့နော်သားသုံးသားဆိုတဲ့အရာတွေကိုအနာရှင်အရန်ကြောက်တယ်ចောင်းသားရဲ့စစ်သားရဲ့ဖះသားရဲ့ဖះသားဆိုတဲ့အရာတွေကိုထောက်လိုင်း80လောက်ကိုဖုံးကြီးဝစ်ပြီးတော့တပိုင်းပြီးတော့လှုပ်ပေးလိုက်တယ်မပါတာ669ဆိုပြီးတော့အရင်ပေါ်ပေါ်လာတယ်အခုတော့မပါတာအဲ့ရနေစပြီးတော့တန်ခါကိုဂိုင်းခွဲပလိုက်တယ်နေမြေကန်တွေမှာရှိတဲ့တကက်ရိုးတာတဲ့တောနေရဟန်းတွေအများကြီးရှိတယ် ဘာသာရှစ်စိတ်များတယ်ကျွန်တော်တို့ဆရာတော်တပါးဆိုပြောဘူးလေမင်းတို့ကွာတဲ့ကလားတွေငယ်တော့မုံတော့မတိသူများကလားကိုလည်းကလားပေါ့ဟမ်အပလီပလီတွေ့ရယွန်းလားအခုကြီးလာမှရှစ်တယ်တကယ်လည်းတောင်းဝင်ပါလားဒီနေရာကနေအစ္စလမ်ဘာသာဝင်နေနော်ကျွန်တော်ဗုဒ္ဓဘာသာကိုအတက်နဲ့တမတန်ဖိုးထားပါတယ်နော်မိယိုးဘာသာဗုဒ္ဓဘာသာအစစ်မဟုတ်ဘူးဗုဒ္ဓဘာသာဘာကြောင့်ကိုယ်ခွဲတင့်လဲဆိုတဲ့အရာနော်ပညာတိကဗုဒ္ဓဘာသာဖြစ်အောင်ကိုယ့်ကိုလေ့လာပြီးတော့မှဗုဒ္ဓဘာသာကိုအခုနောက်ပိုင်းမှခံယူတာ အရင်တော့ဆိုကျွန်တော်နတ်ပွဲရှေ့ဆုံးရောက်တယ်ကိုကြီးကျော်ဆိုအမတားတော်ကြီးတားတော်လေးဆိုပြီးတော့ရက်တောက်ပြီးအရှိမဆက်တာဘာလို့ဆိုတော့ကျွန်တော်အရင်တော့နှလုံးတွေပါလေဒိုင်ဂိုင်ပူးတယ်ကျွန်တော်ဒါပုံရင်လေးပြောတာအဲ့တော့အာနှလုံးတိုင်ဆိုငွေရှင်နဲ့မလားဟမ်ကိုမျိုးရှင်တို့ကိုကြီးကျော်တို့ပခန်းကျော်တို့ဖေဖေကျော်တို့မမေကျော်တို့ ਨੇ ဟာအာကြီးဒါပေမဲ့နောက်ပိုင်းကိုဗုဒ္ဓဘာသာတရားဟောတွေတရားသခင်ဟိုနေဆရာတော်ဥတုမင်္ဂလာတို့လိုမျိုးတရားတွေနားတယ်စာပေတွေဖတ်တယ်ဒီမေတ္တာဖို့တာအန္တရာယ်များဆိုစာအုပ်မျိုးတွေ ဟုတ်တယ်မလားဒီဝိပဿနာချိန်ရဆို level ကြီးလောက်ဝက်မြင်တာဝိပဿနာဆိုတာဘာမှမတည်ဘူးဟမ်ပြိဿသမုပ္ပတ်ကိုဘယ်လိုပြိဿသမုပ္ပတ်လဲလဲတန်တရာဘယ်ရထွက်တယ်တန်တရာဘယ်ရလဲလဲနောက်ပိုင်းကိုလေ့လာတီဝါတဲ့အချိန်မှာဗုဒ္ဓဘာသာကိုတကယ်အနှစ်သာရနဲ့လေးလေးဆန်းဆန်းတန်ဖိုးထားပြီးအတက်တက်တမြတ်တန်ဖိုးထားပြီးကိုးခွေဒါပေမဲ့အခြားဘာသာတွေကျွန်တော်တို့စော်ကဗုဒ္ဓဘာသာမဟုတ်ဘူးဗုဒ္ဓဘာသာစစ်လို့ရှိရင်သူများဘာသာကိုရံပြုတ်စရာအကြောင်းမရှိဘူးသူများဘာသာကိုရံပြုတ်ပြီးတော့လေဗုဒ္ဓဘာသာကိုတိုးတက်အောင်လုပ်လို့မရဘူး ဖြည်းဖြည်းလေးဒါပေမဲ့ငငယ်တုန်းကဦးနဲ့စကားဆက်မယ်ဆိုအာမင်းဦးကခေါင်းဖြတ်ပြီးပလီကိုပြစ်တင်လိုက်လို့ရှင်ပလီဖြိုးရတာပေါ့ဟာတကယ်လို့ဖို့ဒါပေမဲ့အဲ့ဒီပြောတဲ့ဆရာတော်တွေက तू ကခုနကပြောသလိုအဲ့ခက်ကကိုချက်ကိုရံပေါ်တယ်မဖတ်တာမပေါ်တယ်ဦးနော်ဘာသာရှိစေပဲ तू လက်တာမှန်ပုရုဇင်ပဲလေဗျာပုရုဇင်ရဟန်းပဲလေပုရုဇင်အမြင်မဲ့မြင်တာပေါ့ကိုလိုပဲပေါ့ဒါပေမဲ့တဖြည်းဖြည်းကိုယ်တွေအမြင်ကျဲလာတဲ့အချိန်မှာဘာဖြစ်လဲဩဒါတွေကလွဲမှားတဲ့အရာအဲ့တော့ဘာလုပ်လဲအာနာရှင်တွေက ဝင်းနေကပြောတော့တားတုံးတားကိုကြောက်တော့စစ်သားကိုစစ်မိတ်နဲ့အုပ်ချုပ်တယ်တသွေးတတန်တမိတ်နဲ့ပေဆိုတင်တိုက်ဆိုတိုက်ဒါကြောင့်မို့စစ်သားကြီးပြောတာငါတို့ကအမိတ်ပေးရင်အကုန်လုံးကြရဆိုတော့အဲ့ဒါမင်းတို့ကိုမင်းကိုလိုလိုက်လို့ပြောတာလေအမိတ်တိုင်းကိုလုံးစရာအကြောင်းမရှိဘူးလေလူအုံနောက်ရှိတယ်ဒီဗျာဘုဒ္ဓအောင်ဆန်းကိုတိုင်နဲ့ပြောခဲ့တယ်အမိတ်တိုင်းကိုနာခံစရာမလိုဘူးစစ်ဥပဒေနဲ့ညီတဲ့အမိတ်ကိုနာခံရမယ်စစ်တီတော်ကျင့်ဝင်60ရှိတယ်ကိုယ်ပေးလာတဲ့အမိတ်ကစစ်တီတော်ကျင့်ဝင်60နဲ့ကြိုက်လားမကြိုက်လားစဉ်းစားလေစစ်တီတော်ကျင့်ဝင်60နဲ့မကြိုက်တဲ့အရာ ဖေသွဲနေတဲ့အရာကိုနာခံစရာမလိုစစ်သားတယောက်ကဒါပေမဲ့ဒီနေ့ခေတ်စစ်သားတွေအမိတ်ပေးတာနဲ့မလွန်ဆန်နိုင်ဘူးအဲ့လိုမလွန်ဆန်နိုင်အောင်လုပ်ထားတာပညာတွေမဲ့အောင်လုပ်ထားတဲ့အရင်ဘလို့လုတ်ပစ်တယ်ကောလိပ်တွေကိုမြို့ပြင်တွေထုတ်ပစ်တယ်သူများနိုင်ငံတွေမှာအချိန်9မိနစ်ရ9မိနစ်ပညာအောင်လေ့လာအောင်လာလို့ရအောင်လုပ်ပေးနေတဲ့အချိန်မှာကိုယ်တိုင်းပြည်မှာကပညာတင်မဲ့အချိန်တွေကအချိန်တွေရော့အောင် မြို့ကနေကောလိပ်ကိုတွားတယ်လမ်းမှာကားဆိုင်ကယ်စပိတ်အရင်ကကတော့စပိတ်ပေါ့ကျွန်တော်တို့ကကဆိုဖီဇင်လိုပေါ့စီးနိုင်အကောင်ပဲစော်ကြည့်ပဲပေါ့ဟုတ်မလားအမ်မီဂျောင်းလိုဖီဇင်လိုတိတယ်တော့မှတ်မိကြတဲ့နေမယ်နော်ဟမ်ဟိုဒီရွေးလေးဆိုရင်ဟမ်စပိတ်လေးတွေတွားလမ်းမှာဟေလာဝါလာစော့ပြော့ဒါမျိုးတွေပေါ့ဒါမျိုးတိအဲ့တော့တဖြည်းဖြည်းနဲ့ဘာဖြစ်လာလဲပညာရေးစနစ်ကိုပဲဒါရေးဒါကြက်ဒါဖြည်းစင်စာသွေးခေါ်တဲ့ညံကိုအတ္တိတရားနဲ့ကိုစင်စာတဲ့ညံအကောင်အဆိုးအကြောင်းကျွန်း နှိုင်းရှင်နဲ့ညံမရှိတော့မအောင်မနေရအတန်းအောင်ရေးပဲတိလိုက်တယ်အော်ရ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 ော်ကြဲ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 ကြပြီးလှုပ်ဆူပြီးတော့ရော်ရော်နောက်နေ့ကျတတမိတ်သွားဆိုတော့အတိတရားတွေကမဲတဲ့မဲ့ဩစစ်သားတွေကိုတောင်းသားတွေကိုအတိတရားမဲ့အောင်လုပ်ပြလိုက်တယ်ဒါပေမဲ့သူတို့တာသမီတွေစစ်ဘုံထုတ်တာသမီတွေဘယ်လိုတောင်းထားလဲအဲ့ဒါပဲပြပအကူပစိယူသူတို့ပါဇက်ကအမြုပ်ကြမတတ်អော်တယ်ဒါပေမဲ့သူတို့တာသမီတွေနိုင်ငံခြားကောင်းပြီဆိုတော့တောင်းနေမှာထားတယ် ဘလောက်ရင်နာဖို့ကောင်းလဲစဉ်းစားကြည့်တာမန်ပြည်သူတွေကိုစာဥဖို့ခဲတံဖို့ငကုမျိုးစုံဒါအန်ဒီအစိုးရငါးနှစ်မှာဘလောက်ပြောင်းလဲခဲ့တယ်တွေ့တယ်မလားအဲ့ဒါအန်ဒီကောင်းလို့မဟုတ်ဘူးနော်ကျွန်တော်အမြဲပြောတဲ့စကားတစ်ခုရှိပါတယ်ခင်ဗျားတို့ကျွန်တော်တို့နိုင်ငံမှာအန်ဒီကောင်းလို့မဟုတ်ဘူးအန်ဒီရဲ့ပြိုင်ဘက်ကတုံးစားမရလို့အန်ဒီရဲ့နေရာရနေတာဒါကျွန်တော်ပြုတ်ရင်လေးပြောတာကျွန်တော်အန်ဒီပါတီဝင်နေမဟုတ်ဘူးနော်အန်ဒီလောက်တည်းအကုန်မှန်ပါတယ်မပြောဘူးဒါပေမဲ့အန်ဒီရဲ့ပြိုင်ဘက်ဒီ ဒီစစ်အာဏာရှင်အစုကပြည်သူလုံးဝလက်ခံလို့မရလို့တုံးစားလို့မရတဲ့အောက်နှမ်းစားတွေဖြစ်နေတဲ့အတွက်အန္တရာအလိုနည်းနေရရတာနော်အဲ့တော့ကိုနေ့ကပြောသလိုတန်ခါကိုလည်းကင်းခွဲပလိုက်တယ်မျိုးဘာသာတာသနာဘာကြာမှုတ်တယ်ဆိုပြီးတော့ဟမ်တော့တန်ခါတွေအကုန်ဂိုင်းနေကွဲတူဂိုင်းငါဂိုင်းတူအဖွဲငါအဖွဲပေါက်ပန်း၄၀အကုန်ဖြစ်တာသုံးသားမှာចောင်းသားကိုပညာတွေမဲ့အောင်လုပ်ပြတယ်အနှစ်တရမ်းမအောင်မနေရဲ့ ကျွန်တော်ပြောတာမယုံရင်ဒီအခုနောက်ပိုင်းဆရာမဖြစ်တဲ့တဲကညို့ចောင်းအောင်နေဆိုနည်းနည်းတော့တော်ချောင်းအောင်ပြီးတော့ចောင်းဆရာမလုတ်တဲ့အခုလက်ရှိတော့တီချယ်လေးတွေပေါ့နော်အဲ့ဒီတီချယ်ကျွန်တော်ဆောင်ကားမဟုတ်ဘူးနော်မျက်မြင်မို့လို့ကျွန်တော်ပြောတဲ့စကားကိုကျွန်တော်တောင်းဝန်ယူနိုင်တယ်ဘာဖြစ်ကျွန်တော်အတိမိတ်ဆွေဒဲမအကိုတဲကဆရာမဖြစ်နေတယ်စလုံးပေါင်းတက်ပုံမှန်အောင်ရေးမတက်ဘူးအဲ့တော့အဲ့ဒီနောက်ပိုင်းခင်မှာဆရာမဖြစ်လာတဲ့ចောင်းဆရာမလေးတွေတွားကြည့်လိုက်တရားမှာ 80ရာခိုင်နှုန်းတော့ကသူတို့ကိုယ်တိုင်စလုံးပေါင်းတော့တတ်ပုံမှန်မှန်အသွေးခေါ်အကြံစမှုဝင်းနေကပြောသလိုဘာမှမသိတော့တင်ယုံညွန်းတိုင်းလိုင်းတင်လိုက်မယ်ဟေးပြန်ပြန်ပြန်ခုံကြီးရိုက်လိုက်မယ်ဒါတော့ပဲတွန်ဆော်ကမုံဆံမတွေကိုအဲ့ဒါတွေကဘာလဲဖြစ်စည်းကံထိတာဗျာပညာရေးကိုဖြစ်စည်းကံထိတကယ်တောင်းဆရာဆရာမဆိုတာလေဆရာဝင်တယောက်စေးထိုးမလို့စောက်သုံးမကြလို့ချင်းလူနာတယောက်ပဲတင်မှာ ျွန်တော်တို့ဆရာဆရာမတက်ရောက်တောက်တုံးမကြိုက်ရာနဲ့ချီတဲ့ဘဝကနေပြတ်သွားမှာအဲ့ဒါသေသွားတာတဲ့အတူတူပဲသေတာတဲ့အောင်ဆိုးသေးတယ်အပညာရေးစနစ်ကိုအဲ့လိုဖြည့်ဆည်းဖြစ်တယ်မတကာဆိုရင်ကျောင်းဆရာဆရာမဆိုတော့တကယ်တော်တိတဲ့နော်ဟိုစာတော်တာတစ်ခုတည်းရွေးလို့မရဘူးကိုရင်းကပြောတော့အဖက်ဖက်ကတောနေတဲ့ဒူမျိုးကိုရွေးရမယ်လစာကောင်းကောင်းပေးရမယ်ဆရာမတွေကျူချင်းတင်လို့ကျူချင်းတင်လို့သွားပြီးတော့ဆရာမတွေကပြစ်တော့ပြောတယ်ဟာကျူချင်းမတင်လို့တို့ရရတဲ့လက်ကတို့မစားလို့မလောက်တာဟိဘယ်လိုသွားလို့မလဲ အဲ့တော့ဘာဖြစ်လဲကျူချင်တင်ရတာပေါ့ခုနကအရှိမကျွန်တော်ပြောခဲ့တူတကယ်တော်တိတဲ့လူတွေကိုပဲပညာရေးဝန်ထမ်းဖြစ်ယူလာခါကိုရှယ်ပေးခင်ဗျားတို့ပညာရေးစနစ်ကကောင်းလာစရာမကောင်းလာစရာအကြောင်းမရှိအဲ့ဒါအဖြေပဲအဲ့တော့ဒါတွေအားလုံးဟာအကျိုးဆက်ကပါလေအာနာရှင်စနစ်စိုးရဲ့ဒဏ်တွေပဲအဲ့တော့ဒီကလေးတွေသွားဆဲနေလို့ဒီရွယ်လေးဘာမှမတည်ဘူးကြည့်တော့ဒေါ်လာထွက်စရာပေါ့ငါသားသမီးဆိုရင်ဟဲ့ငါတူမဆိုရင်ငါတူစသဖြင့် ါပေမဲ့သူတို့ဟာမြေသားပင်နေဖြစ်စည်းခံရတာဘလူဖြစ်စည်းတာအာနာရှင်ရဲ့စနစ်ဆိုဒါညင်းလို့မရဘူးเนาะအခုဒီကိစ္စနဲ့ပတ်သက်ပြီးတော့ចောင်းဆံမင်းပြောတယ်တဲ့ကြားတာเนาะကျွန်တော်ကြားတာအဲဟိုမှန်တာမမှန်လားလို့မသိဘူးဘာလို့ဆိုအဲ့တင်ထားတဲ့ပုတ်ပိုင်ရှင်ကအဲ့ဒီအိမ်ရနေထွက်ပြီးတော့လာတောင်းမှပြီးထွက်သွားတဲ့ပုံကိုတင်ပြီးတော့တင်ထားတယ်ចောင်းထုတ်လို့မရဘူးပေါ့ဒီရိုက်တဲ့ကလေးတွေကိုမရစရာတော့အကြောင်းမရှိဘူးဒါစိတ်တန်ရာ လူများနိုင်ငံမှာဆိုအင်မတန်အပြစ်ကြီးတယ်နော်အဲ့တော့ဖြစ်ချင်တာကတော့ဖြစ်စေချင်တာကတော့ခမားတို့ဒီတာသမီခူချင်းစာပါခံစားရတဲ့ဒူဘက်မှာဘလောက်နစ်နာလဲဆိုတာကိုတာသမီဆိုရင်လို့အစားထိုးပြီးတော့ခံစားကြည့်ပါအဲ့တော့ခံစားရတဲ့ဒူတွေအတွက်ပဲနံပါတ်1ရှေ့ရှုတင့်နဲ့လုတ်တဲ့ဒူတွေအတွက်နောင်ကျင်အောင်လို့ပညာပေးတယ်သူတို့ဟာဒီကလေးတွေကအတိတ်တရားမရှိဘူးအာနာရှင်စနစ်စိုးရဲ့ တစားကံဖြစ်တဲ့ဆိုပေမဲ့နောက်ထပ်နောက်ထပ်ဒလိုလုံရမျိုးတွေဒလိုတလိ္ဆန်ဝါဒမျိုးတွေဒလိုအာနာရှင်ဇယိုက်တလိ္ဆန်ဝါဒမျိုးတွေကြီးနိုင်ငံချင်းဝါဒမျိုးတွေမပေါ်လာအောင်စံပြအနေနဲ့ပြက်ပြက်တားတားလုပ်တင်တယ်နော်ကျွန်တော်တို့တိုင်းပြည်ဟာတလိ္ဆန်တွေမွေးထုတ်မဲ့တိုင်းပြည်မဖြစ်တင်ဘူးလူတွေမွေးထုတ်မဲ့တိုင်းပြည်ပဲဖြစ်တင်တယ်